ဒီနေ့ကျမရိုက်ပေးပေးတာလေဒါရောင်းချထားပြီးသားတော့နေရပါတော့ဝယ်ယူသူကဒါဂျပန်နိုင်ငံကနေပြီးတော့ပေါ့နော်ပြီးပါကနေလှမ်းဝယ်တာဖြစ်နေတဲ့အတွက်ကိုကျမတို့ရုံမှာပိုင်ဆိုင်မှုစာရွက်စာတမ်းတွေတင်ဆက်ပေးထားတာပေါ့နော် အဲဒီအမတော့ဝယ်နေကြပဲနှစ်ဆင်နှစ်တိုင်းပေါ့နော်အဲ၃လတစ်ချိန်၆လတစ်ချိန်ကျမတို့စီမှာဝယ်ထားတာပိုင်ဆိုင်မှုဆိုလို့ချင်းလဲကျမတို့ယုံမှာဒီမီဘွက်နဲ့ဆိုလို့ချင်းဒါ၈ကွက်မြောက်ပေါ့နော်အပ်ထားတာပေါ့နော်ဒါလေးလဲပါသွားလို့ပေါ့နော်ကျမအခုပြောင်းပေးလိုက်တဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်၁၄ရက်ကွက်ပေါ့နော်ဂရန်မြေကွက်ကလေးကိုရောင်းပေးပေးလိုက်တာပေါ့နော်ဒီ main land မကြီးထဲမှာရောင်းပေးပေးလိုက်တာ K2 မတီလမ်းမပေါ့ပေါ့မှာ ဒီလမ်းမတော့ကျမတို့ကဒါအောင်မြင့်မိုလမ်းမကြီးလို့ခေါ်တယ်ပေါ့နော်ဒီအောင်မြင့်မိုရဲ့ဟိုဘက်နောက်ဘက်ချမ်းဆိုလို့ရှိရင်တော့ကျမတို့ကဒါရုံးမရိတ်တာလမ်း105 106ရက်ကွက်ဖြစ်သွားပြီပေါ့နော်ဒါကတော့အောင်မြင့်မိုအိမ်ကဒီအရှိန်အမဆိုလို့ရှိရင်နော်112ကားမှတ်တိုင်ရှိနေမယ်ဒီလှော်ကားမိန်လမ်းမကြီးပေါ့နော်တောင်တကုံတကုံစိတ်ကန်းမြို့နယ်တိုင်းမြို့နယ်တိုင်းဖြတ်ထားတဲ့လှော်ကားလမ်းမကြီးဒီလမ်းမနေအရှိန်လေးကိုတက်တက်လေးသွားမယ်ဆိုရင်တော့ဒါအခုရှိမှလမ်းမြင်နေရတော့အဲ့လှော်ကားလမ်းမကြီးဖြစ်တယ်ဒါဆိုရင်တော့112ကားမှတ်တိုင်ဒီနားလေးမှာတီးပြီးရှိနေဒီနောက်ဖက်ကနေပြီးတော့ကျမတို့ပြန်ပြီးတော့တက် သွားမယ်ဆိုရင်တော့အမှတ်နဲ့ mainland မိုက်ကိုဒါလိုက်ကိုသွားပြီးတော့ဒီမှာဆိုလို့ရှိရင်တော့ဒါတစ်သုံးလုံးကားမှတ်တိုင်းပေါ့နော်ဒါဆက်မှုစုံပဲဖြစ်သွားပြီး ကျမတို့ကညာနာလိုင်စင်ယုံဝင်ပေါက်ပေါ့နော်ဒါကတော့အောင်မြင်မှုမင်းလမ်းမိုက်ဖြစ်သွားဒီမှာတော့ကျမတို့ကအောင်မြင်မှုအိမ်ညာကြီးပေါ့နော်ကျမအခုရောင်းပေးပေးလိုက်တာဒီလိုမျိုးအောင်မြင်မှုမင်းလမ်းမရဲ့ဒဲစင်းပေါ့နော်ရက်ွက်နှစ်ခုရဲ့ပေါင်လမ်းမပေါ့ဒီဘက်ခြမ်းကကျတော့ကျမတို့က1 4 6ရက်ွက်ဒီဘက်ခြမ်းကကျတော့ကျမတို့က1 4 5ရက်ွက်ပေါ့နော်ဒါ1 4 5ရက်ွက်အပိုင်ပေါ့နော်ကေတုမတီမင်းလမ်းမပေါ့မှာရောင်းပေးပေးလိုက်တာဒါအခုဝယ်ယူသူအမလည်းမြင်အောင်လို့ပေါ့နော်လမ်းညွှန်နေပြီးရခါကျတော့ကျမတို့ရောင်းပေးလိုက်တဲ့အဟာနဲ့ပြောတဲ့အဟာနဲ့ပေါ့နော်ဒါတစ်ဖက်သေးကြ တယ်ဆိုတဲ့ဟာကိုလည်းပြပေးပေးတာပိုင်ဆိုင်မှုဆိုလို့ရှိရင်လည်းရုံငန်းမှာအနန္တလာဖြစ်နေတဲ့အတွက်ကိုဝယ်ယူသူတွေစိတ်ချလက်ချဖို့ဘောနော်ဒါသိမ်းဆဲပေးထားတယ်ဆိုတဲ့ဟာကိုပေါ့ဒါဗီဒီယိုဖိုင်မှတ်တမ်းလေးရိုက်ပေးပေးတာပါရှင်နော်ကျွန်မဒါလမ်းထဲဝင်ပြပေးပေးမယ်အဲကျမတို့ဒါလမ်းနဲ့ဝင်ဝင်လာပြီးချင်းပဲပေါ့နော်မြင်ခွက်ကလေးကိုမြင်ရတယ်ဒါဆိုလို့ရှိရင်တော့မင်းလမ်းမကြီးရဲ့ကြောကက်လဲ ဒါအရှိမအရင်ဆုံးဗီဒီယိုဖိုင်ရိုက်တာတွေဒီနေရာနေရိုက်ပေးပေးတာအခုလမ်းနဲ့ဝင်ဝင်လာပြီးချင်းကြောကဒါပေမဲ့ကျမတို့ကကြာဒီ main lane မှာပေါ်မှာပေါ့နော်ကေတုမတင်လမ်းမှာပေါ့ဒီဘက်ရက်ွက်တွေကျမတို့ကဒါတစ်လိန်၅ရက်ွက်ဖြစ်သွားပြီးတော့ဒီဘက်ရက်ွက်ကြတော့ကျမတို့ကဒါတစ်လိန်6ရက်ွက်ဖြစ်တယ်ပေါ့နော်ဒီမြေကွက်ကလေးရဲ့အားသာချက်ကလေဘေးဘက်ဝင်ချင်းမှာအိမ်ကြီးရှိတာပေါ့နော်အနောက်မှာဆိုလို့ရှိရင်လည်းတိုက်အိမ်ရှိတယ်ဒီမှာလည်းဝင်ဝင်ချင်းဆိုလို့ရှိရင်လည်းအခုလိုမျိုးဒီမှာအိမ်ကြီးအပြည့်ရှိတယ်ပေါ့နော်ဒီဘက်တွေအကုန်လုံးကတော့အိမ်လေးကြီးရှိတယ် နီးစက်ရနေရလေးကြောကက်ကလေးတွေဘေးလေးတွေမှာတော့အိမ်လေးတွေရှိတယ်ပေါ့နော်။နောက်နှစ်တည်းနှစ်တည်းဆိုလို့ရှိရင်တော့ဒီထက်မှကပို့ပြီးတော့စီလာမယ်နေရပုံစံမျိုးပေါ့နော်။ဒီအိမ်ဆိုလို့ရှိရင်ပေါ့နော်ဒါလုံငန်း၃လေးနှစ်ထရာစောက်ပြီးတော့နေရ။ဒီအိမ်ဆိုလို့ရှိရင်လုံငန်းနဲ့ဒါ၄၅၀နှစ်ထရာပေါ့နော်စောက်ပြီးတော့နေတဲ့အိမ်ပေါ့နော်။အဲဒီမှာကလေးလေးတွေအနိုင်ပြန်ဖြစ်မယ်။ ဒါဆိုးအောက်ဖြစ်သွားတဲ့အကွက်ကလေးဖြစ်နေရဲ့အတွက်ကိုပေါ့နော်ဒါဒီမြေဝက်ကလေးအခုဒါမိန်လမ်းမှာပေါ့ပေါ့နော်ဒီကေတုမတီလမ်းလေးကျမတို့လေဒါဒီရဲ့ဒီဘက်ချမ်းဆို145 146 146ဒီဘက်146ရဲ့အပေါ်ပိုင်းဆိုလို့ရှိရင်ကျမတို့ကဒါ151ဖြစ်သွားပြီပေါ့နော်ဒါလှော်ကားမိန်လမ်းမှာပေါ့နော်151ပေါ့နော်150 ठी ဦးဒီလမ်းမကြီးကဒါတိုက်ကိုဒိုးယူပေါက်ပြီးတော့ထွက်သွားတဲ့မိန်လမ်းမှာဆဆရိုက်ပိုင်းအချိန်တုန်းကပေါ့နော်လမ်းချင်းတလင်လို့ခန်းစားပေးမယ်ဒီလမ်းကျတော့လမ်းအကျယ်ကြီးပဲပေါ့နော်နော်ဒါကတော့ဒါပေ60ပေ80လို့မျိုးပုံစံမျိုး mainland မှာတကယ်တကယ်သတ်မှတ်ထားတာတော့ P60 တကယ်မြေပြင်မှာဆိုလို့ရှိရင်တော့ဒါ P80 လောက်ကိုကျဲတဲ့ mainland မှာရက်ကွက်နှစ်ခုရဲ့ဘောင်လမ်းမှာပေါ့နော်ဒီအရှိမှာကျတော့ကျွန်တော်တို့ဒါအပေအနေနဲ့ပေါ့နော်ဒီနားမှာလူနေအိမ်လေးတွေရှိတဲ့အတွက်ဒီမှာလည်းလူနေအိမ်လေးရှိတယ်ဒီမှာဆိုလို့ရှိရင်လည်းလူနေအိမ်တိုင်းရှိတာဖြစ်နေတဲ့အတွက်အပင်နေစိုက်ထားတာဖြစ်နေတဲ့အတွက်ကိုဝင်လာတဲ့အပေါက်ကကျင်းနေတာပေါ့နော် ဒါကကျွန်မဒီလိုမျိုးစုံစုံလင်လင်ပြောပြရဲဆိုတဲ့ဟာဝယ်ယူသူအမတာမြင်အောင်လို့သိရအောင်လို့ဆိုပြီးတော့ကျွန်မတို့ဒါပြောပြပြလိုက်တာကျွန်မကလေးလေးဒါဖြုတ်နေတာဗောနော်ရောင်းပြီးသွားတာဖြစ်နေတဲ့အတွက်ကျွန်မတို့ရောင်းဖို့ရှိတဲ့အကွက်ကလေးတွေဆိုလို့ရှိရင်တော့အလံလေးတွေထောင်ထားတယ်အဲဆိုးဝါးဖြစ်သွားတဲ့အကွက်ကလေးတွေမှန်သမျှတော့ဒါအလံတိုင်းဖြုတ်ထားတဲ့အကွက်ကလေးတွေဗောနော်ဒါလေးတွေအကုန်လုံးကတော့ဆိုးဝါးဖြစ်သွားအခုကျမရောင်းပေးပေးလိုက်တာရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်145ရပ်ကွက်ဖြစ်ပါတယ်ရှင်ပေါ့နော်ကေတုမတိမိန်နှမ်းမှာပါရှင်ပေ40ပေ60ပေါ့နော်ဂ ရံမြေပေါက်မြေကွက်လေးเนาะဒါကရံကတုံးဝင်ရောင်းပေးပေးလိုက်တာဗောနော်အမြေပေါက်တမဘာမှလိုက်မလုပ်ဘူးဗောနော်တကယ်လို့မှအမြေပေါက်တမလုပ်ပေးပြရမယ်ဆိုလို့ရှင်ဈေးတမျိုးအမြေပေါက်တမဘာမှမလုပ်ပေးဘူးဆိုလို့ရှင်ဈေးတမျိုးဒီမှာဘာမှမလုပ်ပေးနဲ့ဗောနော်ဒီတိုင်းပဲရတယ်ဆိုပြီးတော့ဒါဝယ်ယူသွားတာဗောနော်ကရံအမြေပေါက်မြေကွက်ကလေးကိုရွာသွားတာပါရှင်ဗောနော်ဒီမြေကွက်ကလေးဆိုလို့ရှင်တော့ အဲကျမတို့ဟိုရုံကစီမင်းအိုးရင်စစ်ဆေးပြီးတော့ခြံခတ်ပေးပြီးတော့ဗောနော်ဒီလိုပုံစံမျိုးလေးမြေပြင်မှာဆိုလို့ရှိရင်တော့ပေ60ပေ60တခါတဲ့အရှုံရှင်ကင်းချင်းနဲ့ဆိုတော့ဟာအခုလိုမျိုးခြံခတ်ပေးတယ်ဒီအခုဝယ်ယူသွားတဲ့အမဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာနေတာဗောနော်အဲသူမြန်မာပြည်မှာဆိုလို့ရှိရင်တော့ကျမတို့စကိုင်းတိုင်းလို့သိရတယ်ဗောနော်ကျမတို့စီမှာလေးနှစ်စဉ်နှစ်တိုင်းဗောနော်လာစဉ်တခါတည်းလေး3လတစ်ချိန်တခါတည်းလေး4လ5လ 6လတစ်ချိန်လောက်ဝယ်တယ်ပေါ့နော်ဒီလိုမျိုးဝယ်သမျှပိုင်ဆိုင်မှုတွေဆိုလို့ရှိရင်လည်းယုံမှာပေါ့နော်အနှံထားတာပေါ့နော်ဒီမတစ်ယောက်ရှိတယ်နောက်ထပ်၄5ဦးရှိသေးတယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့နောက်ထပ်တဦးဆိုလို့ရှိရင်ခုနောက်ဆုံးမှဝယ်ဆိုတော့ထိုင်းကတစ်ယောက်ပေါ့နော်တလေး6ကမြေကွက်ကလေးလည်းဝယ်ထားသေးတယ်အခုချိန်ကြီးပိုင်ဆိုင်မှုတွေလာမထုတ်ကြတာပေါ့နော်အဲ့လိုမျိုးတွေပဲပေါ့နော်ဝယ်ကြပြီးတော့ပေါ့ပိုင်ဆိုင်မှုတွေယုံမှာလည်းအနှံထားလို့ရပြည်ပဝယ်တဲ့လူတွေဆိုလို့ရှိရင်တော့ကျမတို့ကအဲမူမိုင်းပန်းကင်းနဲ့ငွေလွှဲကြတယ်ပိုင်ဆိုင်မှုစာရွက်စာတွေယုံကမှအနှံထားတယ်ဘသူဘသူကနေပြီးတော့နာမည်ပြောပိုင်권ရှိရဆိုလို့ရှိရင်တော့ကျမတို့ ဘသူဘသူကနေဝယ်ယူသွားတယ်ဆိုတော့ဟာအခုလိုမျိုးမှတ်တမ်းဗီဒီယိုဖိုင်လေးရိုက်ပေးပြီးအခုဒီအမဆိုလို့ရှိရင်အခုဒါနောက်ဆုံးဝင်တာဒါ145ဒါဆိုလို့ရှိရင်ပေါ့နော်ပထမ145မှာလဲဝယ်ထားသလို14ခုပေါ့နော်146ပေါ့နော်151150ပေါ့နော်ဒီနေရက်ွက်တွေမှာလဲဝယ်ထားဒါဆိုလို့ရှိရင်ကျမစီမှာဝယ်တာ6ခွက်မြောက်လို့ပြောရမယ်ဒါပေမဲ့တစ်ခွက်ကိုပြန်ရောင်းသွားပြီးတော့ဒီအကွက်လေးနဲ့အလဲထက်လောက်တာဆိုတဲ့အခါကျတော့အခုကျမစီမှာလက်ထက်မှာအပ်ထားရစီပိုင်ဆိုင်မှုဆိုလို့ရှိရင်ဒါ6ခွက်မြောက်ပေါ့နော်ဒီလိုပုံစံမျိုး6ခွက်စလုံးကျမတို့ရုံးမှာအပ်ထားတယ်ဝယ်တာဆိုလို့ လို့ရှိရင်လည်းသူတို့တွေပေါ့နော်တော်တော်ကြီးကိုကြာပြီပေါ့နော်ကျမတို့ဒါဟိုပြောရမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောဒီ၃နှစ်နှစ်အတွင်းမှာဝယ်တာပဲပေါ့နော်ဒီလိုပြောမှုမျိုးဝယ်သမျှပိုင်ဆိုင်မှုစာရွက်စာတမ်းလည်းကျမတို့ရုံးကမှာအနန္တထားပါတယ်ရှင်ပေါ့နော် ကျမတို့အစီအမအခုလိုမျိုးစိတ်ချလက်ချရယုံကြည်ကြည်ဝယ်ပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်နေနှစ်စင်တဲ့တိုင်ဒီတဲ့မကစီးပွားရေးတိုးပွားပါစေမိသားစုဝင်တွေအကုန်လုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျမတို့89ပဲလင်မိသားစုကလည်းဆုတောင်းပေးတယ်ဒီမြေခွက်ကလေးရဲ့အာသာချက်ကလည်းမျက်နှာစာမှာဆိုလို့ရှိရင်အောင်မြင်မှုအင်ညာရှိတယ်ဒါအခုဒီမှာနော်မျက်နှာစာဆိုလို့ရှိရင်ဒါအောင်မြင်မှုအင်ညာဒီဘက်ဆိုလို့ရှိရင်ဒါတလေး6ဖက်အောင်မြင်မှုအင်ညာဖြစ်သွားပြီးတော့ဒီဘက်ဆိုတာတလေး9အောင်မြင်မှုအင်ညာပေါ့နော်ဒီလိုမျိုးမျက်နှာစာမှာအောင်မြင်မှုအင်ညာရှိတယ် ဒီပဝယ်တဲ့လူတွေလေးစိတ်ချလက်ချဝယ်ယူပေါ့နော်ကျမတို့ယုံမှာလေးပိုင်ဆိုင်မှုစာရွက်စာတန်းတရားရာခိုင်နှုန်းတာဝန်ယူတော့ကျမတို့စီပင်လေးစစ်ပေးမှအိုးဝင်လေးစစ်ဆေးပြီးမှဈေးနှုန်းနော်တခွန်ဈေးပါရှင်ပေါ့နော်ဈေးလေဟိုကျမတို့ပြပရောင်းလဲဒီဈေးပေါ့နော်ယုံမှာလာဝယ်လို့ရှိရင်လဲဒီဈေးအဲဝယ်ရောင်းသမားတွေအကျိုးဆောင်သမားတွေဝယ်မယ်ဆိုလို့ရှိရင်လဲကျမတို့ဒီဈေးတွေပေါ့နော်ဈေးဆိုလို့ရှိရင်ဒီတစ်ခါလဲကပ်ပြီးရောင်းလဲဒါနဲ့တစ်ဆက်တယ်ကျမပြောချင်တာလေတချို့ကြတော့ကျမကိုမျှော်ကြတယ်ပေါ့နော်ကျမကိုစောင့်ကြတယ်အမောက်ခေါ်ပေးပါအကိုကိုခေါ်ပေးပါအဲ့လိုပုံစံမျိုးလေးတွေရှိတယ်ကျမတို့ခေါ်ပေးမှာပေါ့နော် ဟုတ်ဘူးပေါ့နော်ကျမတို့ယုံမှာကတ်ထားတဲ့ဈေးမှတ်တည်းများဝယ်ယူလို့ရတယ်ကျမတို့လုတ်ပေးလို့မရတာတစ်ချက်ကဈေးနှုန်းအလျှော့အတင်လုံးဝမရှိပါဘူးပေါ့နော်ရောင်းပေးနိုင်တဲ့ဈေးပေါ့နော်ကျမတို့တစ်ခါတစ်ခါရောင်းနေပေါ့နော် အကျိုးဆောင်ကလွဲပြီးတော့အမြတ်ငွေတင်ရောင်းထားခြင်းပြုရောင်းထားခြင်းမရှိဘူးဒါပေမဲ့တစ်ခါတစ်ခါရန်ကြလို့ရှိရင်ပေါ့နော်ကျမတို့ပေါ့အဲဒီလကုံတော့အခုလာကြည့်ရဲပဲထားပေါ့နော်လမကုံငယ်လာကြည့်ရဲခါကျရင်တစ်ဈေးလကုံပြီး9ရက်နေနောက်ပိုင်းမှာဆိုလို့ရှိရင်တစ်ဈေးပြောင်းလဲသွားတယ်ရှိအဲ့ဒါကြတော့ကျမတို့ကိုယ်တိုင်ပြောင်းလဲတာမဟုတ်ဘူးတချို့ပိုင်ရှင်တွေကြတော့ဆယ်ရက်တွင်းဆိုလို့ရှိရင်ဘယ် ဆေးပေါ့နော်လာကုန်ပြီနောက်ပိုင်းဆိုလို့ရှိရင်ဘယ်ဆေးပေါ့နော်နောက်ခဏလေးဆိုလို့ရှိရင်ဘယ်ဆေးအဲ့လိုမျိုးလေးတွေဈေးနှုန်းကတော့အပြားဝယ်လေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့လာကြည့်ပြီးပြီးချင်းချက်ချင်းလက်ငယ်ဆုံးဖြတ်ပြီးဝယ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်တချို့ဧည့်သည်တွေကြတော့ပေါ့နော်မလျှော်ဘူးလားပေါ့တခွန်ဈေးလားပေါ့ဆိုတော့ကျမတို့လေးရောင်းလာတဲ့ကာလာတစ်ချောင်းလုံးတခွန်ဈေးလေးရင်းနဲ့ပြောပြီးတော့ရောင်းလာတာပါပေါ့နော်ဒီနေရာမှာအမြန်ငွေတင်ပြီးတော့ပေါ့နော်ဟိုအများကြီးတင်ပြီးရောင်းထားခြင်းပြုထားခြင်းမရှိတာဖြစ်နေတဲ့အတွက်ကိုတကယ်ပေါ့နော်ကိုဝယ်နိုင်တဲ့ဈေးမြင်းနေဒီနေရာ ကိုကြိုက်ပြီးဆိုတော့မှလာရဝယ်ယူပေါ့နော်ဒီရဲ့ပိုင်းအဲ့တဲ့နေရာလေးဘယ်လိုဖြစ်လဲမသိဘူး ဈေးမစစ်လို့မရလို့ဈေးစစ်လို့မရလို့ဆိုတော့ကျမတို့ယုံမှလေးဈေးစစ်လို့မရပါဘူးရှင်ပေါ့နော်အဲ့တော့ကျမတို့ယုံကိုလာရောက်မြေကွက်ဝယ်ယူပြီးဆိုတဲ့ကိုကငွေမကိုနိုင်နေတဲ့မြေပြင်တီနေရာကိုခြိုက်တယ်ဆိုလို့ရှင်ဝယ်ယူအရင်ဦးဆုံးတော့မြေကွက်ကိုလာကြည့်ကျမတို့မြေပုံရှင်းပြဒီငွေမဒီငွေမကိုနိုင်နေလဲဆိုလို့ရှင်မြေပြင်တီကိုလိုက်ပြီးတော့ပြမြေပြင်ကပြန်လာတဲ့ခါကျမှမြေကွက်တော့ခြိုက်တယ်ဈေးစစ်လို့မရဘူးဆိုတဲ့ခါကျတော့ဈေးရစစ်လို့မရအခုတို့အမတို့စစ်လို့မရတယ်လေဘယ်သူမှစစ်လို့မရကျမတို့တခွန်းစင်းတို့ခင်းနေရောင်းပြီးပြဆိုတဲ့ ားကိုလည်းပြောကြားခြင်းပါတယ်ရှင်အမှားယွင်းမှုရှိသွားတယ်လိုအပ်ချက်ရှိသွားတယ်ခွင့်လွှတ်ပါရှင်ပေါ့နော်တကယ်လို့မြန်ရောင်းခြင်းပဲဖြစ်ဖြစ်ဝယ်ခြင်းပဲဖြစ်ဖြစ်ကျမတို့89ပဲလေးအင်ချက်မျိုးလာရောက်လေးလာပါရှင့်ဆက်သွယ်မယ်ဆိုရင်တော့953ည3332နဲ့008688မနက်9နိုင်ရနေညနေ9နိုင်လေးဆက်သွယ်လို့ရရုံငန်းတည်နေရဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ကွယ်ပလဲရတနာလမ်းမပေါ်ပါရှင့်အိမ်မှတ်42ပါရှင့်ကျမတို့ပြည်တော်စုပန်းချန်နယ်ကြီးရေပေါ့နော် ကျွန်တော်တို့ပြည်တော်စုပန်းချံပန်းချံရှိမှဆိုလို့ရှိရင်ဟိုပလဲရနာလမ်းမကြီးဆိုတာရှိတယ်ဝင်ဝင်လာပြီးချင်းပေါ့နော်ငါးတိုင်းမြောက်လေးပေါ့နော်ပြည်တော်စုပန်းချံရှိမှပဲပန်းချံကားမှတ်တိုင်ဆိုတာရှိတယ်ကားမှတ်တိုင်ရဲ့ဘေးမှာဆိုပလဲရနာလမ်းနော်ဝင်ဝင်ချင်းလေးပါရှင်ပေါ့နော်ရုံးခွက်မှာလာရောက်လေးလာပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်တို့ရှိမှဝယ်မရောင်းမမဟုတ်ဘူးစာရွက်စာတမ်းစစ်ဆေးချင်တာသတင်းစာကြော်ညာထည့်ချင်တာဂရန်အမီပေါက်ပေါက်ချင်တာပေါ့နော်ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ညီခွက်နဲ့ပတ်သက်လို့ပေါ့နော်အိတ်ချမ်းပြင်းနဲ့ပတ်သက်လို့အမျိုးမျိုးမျိုးဝင်ဆောင်မှုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့89ပဲလေးအိတ်ချမ်းမျိုးလာရောက် ောင်းလေ့လာပါဆိုတဲ့ဟာကိုလည်းပြောကြားချင်ပါတယ်ရှင်